အားလုံးမင်္ဂလာပါအေးဒီဗီဒီယိုမှာတော့အရေးကြုံရင်အသုံးပြုလို့ရမယ့်ဂျပန်စကားစုတွေအင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့ Japanese survival phrase တွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားပါမယ်ဒီတစ်ခါမှာတော့နေ့စဉ်သုံးစကားလုံးတွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်အောင်ပါ Hi အပထမဆုံးစလုံးကတော့ Hi အင်္ဂလိပ်လိုဆိုရင်တော့ Yes ပေါ့နော်ဟုတ်ကဲ့ ဟုတ်ပါတယ်ဆိုတော့အဓိပ္ပာယ်ရတဲ့စကားလုံးပဲဖြစ်ပါတယ်いいえ ောက်တစ်လုံးကတော့ e ရဲ့အင်္ဂလိပ်ဆိုရင်တော့ no ဆိုတဲ့မဟုတ်ပါဘူးဆိုပြီးအဓိပ္ပာယ်ရတဲ့စကားစုပဲဖြစ်ပါတယ်။ありがとうございます。နောက်တစ်လုံးကတော့ありがとうございます。ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလုံးပဲဖြစ်ပါတယ်။どういたしまして。နောက်တစ်လုံးကတော့どういたしまして。ရပါတယ်လို့အဓိပ္ပာယ်ရတဲ့ပြန်မစကားစုပဲဖြစ်ပါတယ်။အဲကိုကသူမြောက်တစ်ခုခုလုပ်ပေးပြီးပေါ့နော်သူမြောက်ကိုကျေးဇူးတင်တဲ့အခါမှာ အဲရပါတယ်ဘာမှမဖြစ်ပါဘူးဆိုပြီးပြောတဲ့ပြောချင်တဲ့ခါမှအသုံးပြတဲ့စကားစုပဲဖြစ်ပါတယ်။すみません。နောက်တစ်လုံးကတော့すみません。တစိမ့်လောက်ဆိုတဲ့အဲစကားစုပဲဖြစ်ပါတယ်။တစ်ဖက်လူကပေါ့နော်တစ်ဖက်လူကအလုံးရှုံနေတဲ့ချိန်မျိုးပါတစ်ဖက်လူကိုစကားပြောချင်လို့လမ်းခေါ်တာဖြစ်တခုခုအဲလှုပ်ရှားချင်လို့လမ်းခေါ်တာဖြစ်အဲလိုချင်မျိုးပါဆိုရင်すみません。တစိမ့်လောက်ဆိုပြီးတော့အဲဒီလိုမျိုးစကားစုလည်းအသုံးပြလို့ရှိပါတယ်။ごめんなさい。 ဒီလောင်းကတော့ comment နဆိုင်တောင်းပန်ပါတယ်ဆိုတော့အဲစကားစုပဲဖြစ်ပါတယ်ကိုကအမှားလုပ်မိတဲ့အခါမှာတပတ်လူတို့တောင်းပန်ခြင်းလို့ရှင်ဒီ comment နဆိုင်ဆိုပြီးတော့ပြောပြီးတော့တောင်းပန်လေးရှိပါတယ်大丈夫ですဟုတ်လောင်းကတော့大丈夫ですအဆင်ပြေပါတယ်ရပါတယ်ဆိုပြီးတပေရတဲ့စကားစုပဲဖြစ်ပါတယ်အဲကိုကတခုခုဖြစ်နေတဲ့အချိန်မှာတပတ်လူကယောင်မင်းအဆင်ပြေရလားတို့ပေါ့ဒီလိုမျိုးမိတဲ့အချိန်မှာ Daijoubu desu အဆင်ပြေပါတယ်ဆိုပြီးပြန်ဖြေတဲ့နေရာမှာအတုံးပြတဲ့ဆိုပဲဖြစ်ပါတယ် ဒီဗီဒီယိုမှာတော့နေ့စဉ်သုံးဆက်ကစုတွေနဲ့ပတ်သက်ပြီးပြောပြပေးသွားပြီးဖြစ်ပါတယ်။နောက်ပိုင်းမှာတော့လမ်းညွှန်တာနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားပါမယ်။အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။